ဲ့မင်္ဂလာပါရှင်။တမီတို့ကတော့တောင်ကူ District Federal School မှာပညာသင်ကြားနေကြတဲ့ Grade 7ကျောင်းသားကျောင်းသူလေးတွေပဲဖြစ်ပါရဲ့ရှင်။တမီတို့ဘွဲထဲမှာပါဝင်တဲ့ဘွဲဝင်တွေကတော့ TG7 01 03 05 07 09 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80တို့ပဲဖြစ်ပါရဲ့ရှင်။ ကဘာပေါ်မှာနိုင်ငံတွေမြို့တွေအများကြီးရှိတဲ့နေရာမှာဒီနေ့မှာတော့တမီတို့ဘွယ်က Grade 7ကဘာသမိုင်းသင်ကန်းစာရဲ့အီတလီမြို့ပြနိုင်ငံများထဲကမှထင်ရှားကြော်ကြတဲ့ Florence မြို့နဲ့ Genoa မြို့ရဲ့အကြောင်းကို ပြပြပြီးသွားမှာဖြစ်ပါရဲ့ရှင် Florence ရဲ့ဒီနေရာ အီတလီနိုင်ငံဖလော်ရီမျိုးကနိုင်ငံရဲ့အလဲပိုင်းတက်စကန်နီဒေသတွင်တည်ရှိပါတယ်။ဖလော်ရစ်ကရောမမျိုးရဲ့အနောက်မြောက်ဘက်230ကီလိုမီတာ143မိုင်နဲ့ကန်ယူဒန်ရဲ့အရှေ့ဘက်80ကီလိုမီတာ90မိုင်အကွာမှာတည်ရှိပြီးအာနိုမြစ်ကမ်းအတွင်တည်ရှိပါတယ်။ဖလော်ရစ်ကလက်ရများပြီးသူကလက်ရများနဲ့တမိုင်းဆိုင်ရာအရေးပါမှုတွေကြောင့်လူသိများပါတယ်။ဖလော်ရီမှာအီတလီလူမျိုးအများစုနေထိုင်ပြီးရူမေးနီးယန်၊အယ်ဘေးနီးယား၊မာရိုကိုတို့ရှိကြပါတယ်။ဘာသာရေးအနေနဲ့ ကက်သလစ်ခရီးယန်တို့ကိုလည်းအများစုကိုးကွယ်ကြပါတယ်။မွတ်စလင်ယူတွေဗုဒ္ဓဘာသာဝင်တွေလည်းရှိကြပါတယ်။ဆာရမာရီဒီဖောရက်ဖျားချောင်းကိုတိဆောက်ရန်နှစ်တရာကျော်ကြာခဲ့ပါတယ်။ဖောရက်ကခရီးယန်မြေမွေးရမည်ဖြစ်ပါတယ်။ဖောရက်ကဆန်လျာရဲ့မွေးရမည်ဖြစ်ပါတယ်။ကူရှိကို1921ခုနှစ်နှစ်မှာဖောရက်ကတိဆောက်ခဲ့ပါတယ်။ဒီမောကကဘာကြီးဆိုဖျားရှိခူကြောင်းတင်များဟဲမှာတစ်ခုဖြစ်ပါတယ်ဖလိုရီကတရှင်ကအီတလီနိုင်ငံရဲ့မြို့တော်ဖြစ်ပါတယ် နုပညာနိုင်ငံကြီးမှု Florence ကိုကဘာကျော်ပြရိတ်များပြကံများနေ University Glory to Monet Bonnet Fashiko ke to to တမိုင်းဝင်ထင်ကြနေရများနဲ့ Renaissance Year မြေမြေဖြစ်လူသိများပါတယ်။နုပညာနဲ့တမိုင်းဒီနေ့စဉ်ပေါ်မှာနှဆိုင်စွာပေါင်းဆက်ထားပါတယ်။ Florin ဒီကြီးလက်ပြီးတော့လူများစုကလမ်းလျှောက်ရန်သို့မဟုတ်ဆက်ဝင်စီကြပါတယ်။ ကားများကိုတမိုင်းဝင်စင်တာတွင်ကန့်သန့်ထားပြီးကြက်သရေကိုထိမ့်သိမ်းထားပါတယ်။အစားအစာများကဒေသဆိုင်ရာရာသီအလိုက်ပါဝင်ပစ္စည်းများကိုအထူးကထားပြီးတော့ Florentine ရည်ကြီးမှုရဲ့ဗဟိုချက်ဖြစ်ပါတယ်။အစားအစာများကခရီးထီးစပီးရည်ဖြင့်တွဲပြီးလေးရှိပြီးဒေသခံများကအစာပြေစားခြင်းအစာများနှင့်အတူလူမှုရေးအကျိုးများစွာဖြော်ရည်ကိုနှစ်သက်ကြပါရဲ့ရှင်။ Florence Kakushine Kushini to the Singamar site ရဲ့အဓိကဖရှင်ချက်ချာနေဖြစ်ပါတယ်။ Florence မျိုးရဲ့အကြောင်းကိုတင်ဆက်ပြီးပြီဖြစ်တဲ့အတွက်အခုချိန်မှာတော့သမီးတို့ဖွဲက Genoa မျိုးရဲ့အကြောင်းကိုဆက်ပြီးတင်ဆက်ပေးပါမှာဖြစ်ပါတယ်ရှင်။ Genoa မျိုးက Genoa Pinlequishin Milan ရဲ့တောင်ဘက်95မိုင်120ကီလိုမီတာခန့်တွင်ရှိပြီးမျိုးကချင်းမကယိုဒန်းလွင်ပြင်နဲ့ Apennines ရဲ့အနောက်ဘက်တောင်ဆောင်များကိုပိုင်ဆိုင်ထားပါတယ်။ ဂျီနိုအမျိုးသားများအများစုမှာခရစ်ယာန်ဘာသာသူတဖြစ်ကက်သလစ်ဘာသာကိုကိုးကွယ်ကြပါတယ်။မော်ရိုကိုအဲဘီနီးယားရိုမေးနီးယားရှိုင်းနီစားတဲ့နိုင်ငံသားများလည်းနေထိုင်ကြပါတယ်။ဂျီနိုဝိုင်းတင်ခြားတဲ့နေရာများမှာဖာတာတီကိုဖီဇာဒီဖယ်ရိုက်ရှင်နိုဗာဒီဆယ်ဗော်ရစ်ဗီဇာဂတိဗာဗီဘုတ်ကနီလိုက်ဟော့အော့စ်ဂျီနိုတို့ပဲဖြစ်ပါလိမ့်ခင်ဗျာ။ ဂျီနိုဝါမျိုးကအမှုပညာဗဟုသုတနဲ့သမိုင်းထဲမှာအထူးသဖြင့်ဥရောပယဉ်ကျေးမှုအနေဖြင့်အရေးပါတဲ့မျိုးတစ်မျိုးဖြစ်ပါတယ်။ဂျီနိုဝါကလမ်းလျှောက်ဖို့အတွက်တင့်တော်တဲ့မျိုးတစ်မျိုးဖြစ်ပါတယ်။မျိုးရဲ့ဟောင်းပိုင်းမှာရှေ့ဆရာလမ်းကြောင်းတည်တည်များများရှိပြီးသမိုင်းဝင်ကုန်ယူမှုများကိုလေးနာနိုင်ပါတယ်။ဂျီနိုဝါကအီတလီနောက်မြောက်ပိုင်းနဲ့ဗီဂဝိတ်ဒေသရဲ့အစအစနဲ့ဝိုင်းများဖြစ်ကြောကြပါတယ်။ဖူကာနိုဂျီနိုဗေး အလင်းရဲ့ခါတုံးမှုရှိပြီးတမယာစီနဲ့တရားနှဲငယ်တုံထားသောမုံရင်ခါပုံစံတစ်မျိုးဖြစ်ပါတယ်။ထိုထာနဖစ်ကိုလိုက်နွားနိုချင်းရွရွတီအမျိုးအစားကျုံနဲ့ပြုတ်ထားသောမုတ်ပြာဖတီနာကောင်းငင်မုတ်တုံတစ်မျိုးဖြစ်ပြီးတမယာစီဖြစ်ဖုတ်ထားပါသည်။ဂျီနိုဝါတို့တွားပင်ဖတ်စတိုပါစတာဖခနဗမီတီနိုဝိုင်များကိုအနည်းဆုံးတစ်ခါဖြစ်ဖြစ်စံကြည့်တင်ပါသည်။ ဂျီနိုဝါဖက်ရှင်စတိုင်ကအဝိထည်များနဲ့ဖက်ရှင်ဆိုင်ရာရိုးရာနဲ့စံသစ်သော စွမ်းထက်မှုများကိုပေါင်းစပ်ထားသော စတိုင်တစ်ခုဖြစ်ပါတယ်။အခုချိန်မှာတော့မြို့နှမျိုးရဲ့အကြောင်းကိုတင်ဆက်ပြသပြီးသွားပြီဖြစ်ပါရဲ့ရှင်။တင်လို့သာဆိုမြို့နှမျိုးတွေကပင်မျိုးကိုတွက်ကျင်လေပင်မျိုးကိုပို့ပြီးနှစ်သက်ကြလေရှင်။ ကြည့်ရှုနာစင်ပြကြရတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများအစ်တင်ပါတယ်။တမွေးတို့အလုံးလည်းအကောင်းဆုံးစူးစမ်းထားတာဖြစ်တဲ့အတွက်အမတ်တက်ဆုံးတရားပတ်တော်ခရင်ခွင့်လို့ပေးဖို့တောင်းဆိုပါတယ်ရှင်။ Now presentation တွေမှာလည်းတမွေးတို့နဲ့အတူစိတ်ဝင်စားစရာကောင်းတဲ့မြို့တွေတမိုင်းအကြောင်းအရာတွေကိုတူတူလေ့လာကြရအောင်ပါ။